မျိုးသားအများစုသိချင်နေကြတဲ့လေနာကြီးကြီးများအကြောင်းနဲ့လေနာကြီးုံရဲ့မိန်းကလေးတွေကကြိုက်တာလားဆိုတာတင်ဆက်ပေးခြင်းပါလေလေနာကြီးဖို့အဓိကကြတာလားတကယ်ကြီးအောင်ဘယ်လိုလုပ်ကြမလဲကြီးုံနဲ့ပြည့်စုံပြီလားဆိုတာကိုလေ့လာကြမှာဖြစ်ပါတယ်လေနာကြီးအောင်လုပ်လို့ရတဲ့နည်းလမ်းတွေရှိပါသလားဘေးအန္တရာယ်ကိုကင်းရလားခွဲစိတ်ပြီးပြုတ်ပြင်လို့ရနိုင်လားယောက်ျားလေးတွေအမေးများတဲ့မိခွန်းတွေဖြစ်ပါတယ် ောက်ျားလေးတို့မြညာကသူတို့ရဲ့လိန်တန်းကိုရှင်ရင်ဆွဲအရွယ်စားတဲ့ကြီးစိတ်ချင်တတ်ကြပါလေ။ဘာကြောင့်လဲဆိုတော့လိန်တန်းကြီးတဲ့အခါမှာမိန်ကလေးတွေကပိုသဘောကျတယ်လို့ထင်ကြလို့ဖြစ်ပါလေ။အမှန်တကယ်တော့မိန်ကလေးတွေကသူတို့အဖော်ရဲ့ပစ္စည်းအရွယ်စားတဲ့အထီးအတွေ့တွေစိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ချစ်တင်ဟောတဲ့နည်းစနစ်တွေစားတဲ့အရေးကိစ္စတွေပေါ်မှာပိုပြီးတာယာခံစားတတ်ကြတာဖြစ်ပါလေ။ဒါဝိမဲ့လေ။ အမျိုးသားတွေကတော့သူတို့ရဲ့လိင်သာရွယ်စားကိုပြောင်းလဲပြစ်နိုင်ဖို့စိတ်တန်နေကြတော့မှဖြစ်ပါတယ်။ထိတ်ချက်လိုက်တဲ့ဤကအပြင်ကိုအနှဲငယ်ရှည်ထွက်လာစေပါတယ်။ဒါဝိမဲ့လည်းဝေးထွက်ဆိုးကျိုးတွေအနေနဲ့အမာရွတ်ကြံခဲ့မယ်ဆိုလို့ရှိရင် အချိန်ကြာကြာထောင်မနိုင်တော့မှမဟုတ်သလိုနာကျင်မှုကိုလည်းခံစားရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်အစီထိုးသွင်းမလား။အစီထိုးသွင်းတဲ့နီလန်းကရောဒီနီလန်းကတင့်ပစ္စည်းကို အနှဲငယ်တော့ပူကြီးလာစေနိုင်ပါတယ်။ဒါပေမဲ့ဘေးထွက်ဆိုးကျိုးအင်မတန်များတဲ့အတွက်မလုပ်တာပိုကောင်းပါတယ်။လုံခဲတဲ့နှစ်အနှဲငယ်ကတော့အမျိုးသားရဲ့ပစ္စည်းကိုအရှိရောလုံးပတ်ပါကြီးလာစေနိုင်တဲ့ဆိုတဲ့ကြိယာတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီပစ္စည်းတွေကိုအပေါ်စားအောက်မှာနေလိုက်ဝတ်ဆင်ထားရမှာဖြစ်ပြီး၆လနဲ့အထက်ကြာမှသာအကျိုးတက်ရောက်မှုရှိတာကိုစမ်းသပ်တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမဲ့စဉ်းစားကြည့်ပါ6လလောက်တင်းသားကိုနေ့တိုင်းလုပ်ဖို့စဉ်းစားနေပြီဆိုရင်တင်းတစ်ခုခုတော့လွယ်နေပါပြီအဆင်မပြေပါဘူးစီဝါကိုလိတာကြည့်အောင်တောက်လို့ရတဲ့စီဝါနဲ့ပတ်သက်လို့ကတော့ခိုင်လုံတဲ့တသိထောက်ထားမရှိပါဘူးအမှန်တကယ်တော့ကိုပစ္စည်းကိုသေးတယ်လို့ထင်နေကြတဲ့မြို့သားတိုင်းမှာပုံမှန်အရွယ်စားရှိနေသည်သာဖြစ်ပါတယ်။နေရာဒေသအလိုက် ထောင်နေတဲ့အခြေ ၅ဒသမ၁လက်မကနေ၅ဒသမ၆လက်မတွင်ရှိရင်ပုံမှန်ဖြစ်ပါတယ်။လက်ရှိအရွယ်စားနဲ့အဆင်ပြေနေတဲ့အဖော်ကိုကြုံပြေနေရမယ်ဆိုရင်ဒီအတိုင်းကိုပဲယုံကြည်မှုရှိနေမှာပါ။ဒါပေမဲ့လည်းအမျိုးသားတွေကအပြန်ကားတွေတဲကအရွယ်စားတွေကိုကြည့်ပြီးစိတ်အားငယ်နေတတ်ကြပါသေးတယ်။ဒီထားရမှာကကိုပစ္စည်းကိုဘယ်လိုဆိုင်ပါ။ရေရှည်အသုံးခံပြီးဘေးကင်းဖို့ကအဓိကဆိုတာကိုမမေ့သင့်ပါဘူး။ ဆက်လက်ပြီးတော့လူတိုင်းဒီပါဖြစ်တတ်ကြတဲ့ဘလူးစီးဒင်းအကြောင်းကို လေ့လာကြရအောင်။မင်းအိမ်မက်ကနေနိုးနေတယ်။အလင်းရောင်ကိုမျက်ခွန်အောက်ကနေဖောက်မြင်နေရတယ်။မျက်လုံးတွေကိုဖွင့်ဖို့ကြိုးစားတယ်။ဒီကုန်လုံးတုတ်လို့မရပါလား။မင်းရှင်လေးသွားတယ်။အနီးနားမှာတယောက်ယောက်ရှိနေသလိုခံစားရတယ်။အော်ပြက်ခြင်းနဲ့ဒါပေမဲ့အသာဆိုးစင်းလေးတောင်ထွက်မလာဘူး။ဒီအဖြစ်အပျက်ကဘလူးစီးဒင်းပါပဲ။အေပီယိုနီယာမှာနိုးလာတဲ့အခါ ခန္ဓာကိုယ်ကကြွက်သားတွေတစ်ခုမှလှုပ်မရတဲ့အခြေအနေဖြစ်ပါတယ်။တဘာဝအရာ ကိုရုအိပြောတဲ့အခါကိုရုရဲ့ကိုယ်ပေါ်ကကြွက်သားတွေကိုလုံးဝငြိမ့်သက်ထားစေရတယ်။အဲဒါမှအိမ်မက်ထဲကဟာတွေကိုအပြင်မှာလိုက်မလုပ်မိမှာဖြစ်ပါတယ်။ဒီဘလူးစီးတဲ့ဆိုရက်ဖြစ်မှာကြတော့ခန္ဓာကိုယ်ကြွက်သားတွေကိုထိကျုပ်ထားတာကနေပြန်မလွတ်ရသေးခင်မှာ စိတ်ကအိမ်မောကြခြင်းတွေကနေအရင်စောင်းလို့လိုက်တဲ့အခါဖြစ်တာဖြစ်ပါတယ်။ ထေလပွဲအတွေ့အကြုံတစ်ခုဖြစ်တတ်ပါတယ်။မှောင်နဲ့မဲတဲ့ညလယ်မှာနိုးလာပြီးခုတ်ရှားမရအတန်ထွက်မရကူရမဲ့အကေရမဲ့ခံစားတတ်ကြပါတယ်။အဲ့ရနိုးစားချင်းဆိုတော့အိမ်မုံစုံမွားတွေမရှိတာတွေမြင်တတ်ကြတတ်ကြပါတယ်။အခါနဲ့မှာကြောက်စရာအရာထူးထူးရှိနေတဲ့ရင်မပေါ်ကိုတက်ပြထားတဲ့စသဖြင့်ပြောကြတာကြားဘူးကြမှာပေါ့။သူဒေသနာပညာရှင်တွေက အဲ့ဒါကိုအထူးကုရှိတယ်လို့ထင်မြင်မှမူ felt present လို့ခေါ်ကြပါတယ်။တမိုင်းတစ်လျှောက်ယဉ်ကျေးမှုတိုင်းလို့မှာတော့အဲ့ဒီအရာနဲ့ပတ်သက်ပြီးဇလန်းတွေပုံပြင်တွေရှိပါတယ်။ရှောက်ပေါင်းနေတဲ့မကောင်းဆိုးဝါးတကောင်ကအဲ့ဒီလုံးရင်မပေါ်လာထိုင်နေတာလို့ပြောတတ်ကြပါတယ်။အမေရိကန်မှာဆိုလို့ရှိရင်ဒီဖြစ်ချက်ကဂျူသားတွေနဲ့ဆက်ဆက်ရှိတယ်လို့ထင်ကြတဲ့သူတွေလည်းရှိပါတယ်။ တရုတ်နဲ့အီဂျစ်ပြည်မှာတော့ဝိညာဉ်နဲ့ဆိုင်တဲ့ကိစ္စတွေကြောင့်ဒီလိုဖြစ်တယ်လို့ထင်ကြပြန်ပါလေ။နေရာအမျိုးမျိုးမှာအယူအဆအမျိုးမျိုးနဲ့အတိတ်ပဲဖွင့်ပေမဲ့ဖြစ်တဲ့လက္ခဏာတွေကအတူတူတွေကြီးပဲဖြစ်ပါလေ။ဖိထားသလိုခံစားရတယ်။မကောင်းတာတစ်ခုခုရှိနေတယ်ဆိုပြီးကြောက်ကြတယ်။အဲ့ဒါကတကယ်တော့ကိုယ့်ရခန္ဓာကိုယ်ထဲမှာခံစားရတဲ့မယူတာဖြစ်မှုတွေကိုပြောင်းပြီးထင်ထင်လိုက်ကြတာဖြစ်ပါလေ။ကိုယ်တကိုယ်လုံးကိုအိတ်နေတယ်လို့ညင်ခိုင်းထားတာဖြစ်တဲ့အတွက် အသက်ရှူတဲ့ရှင်ဘက်ကျွတ်သားတွေက ဖြစ်ဖြစ်မှန်မှပဲလှုပ်ရှားနိုင်တယ်။အဲဒီချိန်မှာကိုရော့ကနိုးသွားပြီးကြောက်လန့်ကြားနဲ့မောတကောအသက်ရှူပြီးကြတယ်။အသက်ရှူမွန်းကျက်တဲ့မောဘားနဲ့ခါးစားချက်ကိုကြောက်စိတ်နဲ့ရောပြီးရှင်ဘက်ပေါ်မှာဘလူးတက်ထိုင်နေတယ်လို့မှားပြီးဘာသာပြန်ပြီးတာဖြစ်ပါတယ်။ကိုရီအိမ်မက်တဲ့အခါမျိုး အမျိုးစုံမှတ်တက်ကြတာပဲလေ။လူစားအချင်းထင်းကြီးကားတွေကိုတော့အမှန်လို့ထင်းကြီးကြတာများပါတယ်။တကယ်တော့အဲဒီအချိန်မှာအမအမယုတ်တိခွဲကြနိုင်စွာကကြာစည်နေတတ်ပါတယ်။ နိုဘီလှုပ်လို့မရတဲ့မိနစ်ပိုင်းအချိန်လေးဟာကြောက်နေတဲ့စိတ်တွေတော့ဘလူးစီခါနေရပြီးလေပြင်းပြစ်ခါနေရပြီးစတဲ့ဇလန်းတွေအများကြီးစင်မိလျက်သားဖြစ်အောင်ကိုကြာမြတ်တတ်ပါလေဒီကေရောဒီနေရာမှာခြောက်နေတဲ့အရာကကိုယ်စိတ်ပဲဖြစ်ပါလေနောက်တစ်ခါအိပ်ပျော်ခြင်းနဲ့ဒုထချင်းကြကအချိန်ကလေးကိုထွက်ရောက်ပြီးဆိုရင်စိတ်လျှော့ပါကြောက်နေတာကိုရက်ပြစ်လိုက်ပါအသက်ရှူသူ့ပါသူမှန်လာပါစေတမနစ်လောက်အတွင်းမှာတင်းလုံးလုံးလျားလျားနိုးသွားမှာဖြစ်ပါတယ် အဖြစ်များတဲ့အခြေအနေတွေကတော့အေးပြတဲ့အခါတွေအိတ်ချိန်ကကြောင်းလက်ဖြစ်တဲ့အခါအခြားအိတ်ဆက်ချင်းယောဂါနဲ့ညဖက်ကျွတ်တဲ့ချင်းတွေဇေဝါကြောင့်ဒါမှမဟုတ်မူရဇေဝါသုံးဆမှုလို့ဖြစ်တတ်ပါလေဒါပေမဲ့ဘလူးစီချင်းဟာယောက်ျားမိန်းမမယွေအသက်အရွယ်မယွေဖြစ်တတ်ပါလေအတွေ့ရများပါလေကိုကိုကိုစိတ်ချမ်းမာရင်းနဲ့နေ့စဉ်လူမှုဘဝကိုမထိခိုက်ဘူးဆိုရင်ပုံမှန်ပဲဖြစ်ပါတယ်ယေရှုတင်ပါတယ်